ိုင်းမြန်မာနယ်စပ်ကဒီစစ်ကောင်စီရဲ့နယ်စပ်စခန်းတစ်ခုကို KNL နဲ့ပူးပေါင်းအဖွဲ့တွေကထပ်ပြီးတော့သိမ်းပိုက်လိုက်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်မြောက်ရီရဲ့တောင်ဘက်ကကနေလီစခန်းကို မေလ28ရက်နေ့မနေ့ညကကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်တာဖြစ်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကဆိုပါတယ်။မေလ28ရက်နေ့မနေ့ကပဲဒီတေဘောဘူစခန်းကိုဒီစစ်ကူလာကြတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းဟာလည်း DKPA ဌာန နာချုပ်ရှိတဲ့ဒီစုံစည်းမြိုင်ရွာနာကိုရောက်တဲ့အခါမှာ KNL ပူပေါင်းတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်တာကိုခံခဲ့ရပြီးတော့စစ်ကြောင်းကလုံးဝပြတ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ DKBA ဌာနချုပ်ရှိတဲ့ဒီစုံစည်းမြိုင်ရွာကိုစစ်ကောင်စီက Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မြောက်ရီမြို့ရဲ့တောင်ဘက်ကနေဆက်စီးမြင်းတစ်လျှောက်မှာရှိနေတဲ့ဒီတပ်ဆွဲထားတဲ့ ဝေါ်လေကနဲလေဘလက်ဒိုမော်ခီနဲ့တေပေါ်ပိုးစစ်ကောင်စီတက်စခန်းတွေကိုအဲတိတ်ယူဖို့အတွက် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကမေလာတတိယအပတ်တည်းကစပြီးတော့တိုက်ခိုက်နေတာပဲဖြစ်ပါတယ်